ုဘုန်းတို့ရဲ့စိတ်ကိုအလွန်တရာမှထိရောက်အောင်ဆုံးမနိုင်စွမ်းရှိတဲ့ဉာဏ်ပညာအဲ့ဒီဉာဏ်ပညာကိုရဖို့အတွက်အလွန်မှအဓိကကြတဲ့အကြောင်းတရားတစ်ခုကိုဘုန်းဘုန်းတို့မြင်ညာဖို့ဒါလေးကိုပြောခြင်းအဲ့ဒါကဘာလဲဆိုတော့သေခြင်းတရားကိုစဉ်းစားဆင်ခြင်လို့သေခြင်းကို သိတဲ့ဉာဏ်ပညာ ဘုံတို့ရဲ့စိတ်ကတည်ခြင်းတရားကိုမသိဘူးတော့မဟုတ်ဘူးသိတယ်။ဒီနေ့တရားလိမ့်မယ်ဆိုတာကိုသိပါတယ်။သို့တော်လည်းပဲအဲ့ဒီအတိကကြည်လင်မှုရှင်းလင်းမှုပြတ်သားမှုသိပြီးတော့မရှိဘူး။တည်ခြင်းတရားကိုသိတာကိုဘုံတို့ကအချိန်အရေးတွေအားဖြင့်လည်းပဲ နေပါတယ်။သိတဲ့အခါမှာလည်းပဲကြည်လင်မှုရှင်းလင်းမှု ပြတ်သားမှုလည်းသိပြီးတော့မရှိဘူး။ တည်ခြင်းတရားကိုတကယ်ကိုဘုံတို့ချိန်ပါများစွာစဉ်းစားဆင်ခြင်လို့ကိုကိုကိုတေလူတရားလို့တည်ခြင်းတရားနဲ့ပတ်သက်ပြီးတော့လေးလေးနက်နက်သိမယ်ဆိုရင်အဲ့ဒီအသည့်အဲ့ဒီညာဟာဘုံတို့ရဲ့စိတ်ကိုများစွာမှဆုံးမနိုင်စွာရှိတယ်။ကိုဘုံတို့ဘဝမှာမကောင်းတာတွေလှုပ်ဖြစ်လှုပ်ဖြစ်သွားတာတွေကောင်းတာတွေကိုမေ့လျော့နေမိတာတွေဟာများသောအားဖြင့်ကိုယ့်ရဲ့စိတ်ကိုကိုမနိုင်လို့စိတ်က သူ့သဘောတိုင်သူသွားနေတာဉာဏ်ပညာရဲ့ဆုံးမမှုကိုမခံရဘူးစိတ်ရဲ့ပင်ကိုယ်သဘာဝကဘလို့ရှိတော့ယသောဗျာဟောတဲ့ဒေသနာလေးတစ်ခုကိုခြေခံပြီးတော့ပြောမယ်ဗိဒ္ဓရေထကလျာဏီပပန်စိတ်တန်နိဝရရေဒန္တန်ဟိကရောတောပုံဉ္ဇပပတမေရမတိမနောစိတ်ဆိုတာလေဒန္တန်ဟိကရောတောပုံဉ္ဇကောင်းတာဆိုရင်နှီးကွေးတဲ့သဘောရှိတယ်သိပြီးတော့ စိတ်မဝင်စားတဲ့သဘောရှိစိတ်မပါတဲ့သဘောရှိတယ်ဒါစိတ်ရဲ့သဘောကိုက ကောင်းတာဆိုလို့ရှိရင်တွန့်ဆုတ်တဲ့သဘောရှိကိုစိတ်သူစိတ်ဘသူစိတ်ကိုပြောနေတာမဟုတ်စိတ်ရဲ့သဘာဝကိုကဒန်တန်ဟိကရတောပုံညာကောင်းမှုမှာနှီးကွေးတဲ့သဘောရှိပပတမေရမတိမနောမကောင်းတာကြတော့အလွန်မှပျော်မွေ့နေတတ်တဲ့သဘောရှိတယ်ဒါစိတ်ရဲ့သဘာဝ ကိုဘုံတို့ကစိတ်ကိုဒီတိုင်းပဲထားလိုက်မယ်ဆိုရင်တော့စိတ်ကကောင်းတာဆိုရင်နှေးတယ်မကောင်းတာဆိုရင်ပျော်တယ်ဒီပုံစံနဲ့သွားတာအဲ့ဒါကိုဘုံဘုံတို့ကနားလေပြီးတော့ကောင်းတာတွေလှုပ်ဖြစ်သွားအောင်မကောင်းတာတွေကိုရှောင်ကျင်ဖြစ်သွားအောင်ကျူဝံအထုတ်တဲ့နေရာမှာဒီစိတ်ရဲ့သဘာဝလေးကိုနားလေထားရင်အများကြီးဘုံဘုံတို့ထိရောက်မှုရှိမယ်ပေါ့ဘဝမှာအရေးကြီးဆုံးက အကုသိုလ်မဖြစ်ဖို့နဲ့ကုသိုလ်ဖြစ်ဖို့ကအရေးကြီးဆုံးပါပဲတကယ်ကအဲ့ဒါလို့ဘုံဘုံတို့ပြောလိုက်တဲ့အခါမှာအကုသိုလ်လို့ပြောလိုက်ရင်လေလူတွေကယုံရင်ကြံထမ်းတဲ့တိတာထင်ရှားတဲ့ကာယကံမှုဝစီကံမှုမြင်တာတဲ့အကုသိုလ်တရားတွေကိုပဲအကုသိုလ်လို့စိတ်ကပြည့်ပြီးတော့မြင်မိတတ်ကြတယ်ကုသိုလ်လို့ပြောလိုက်ရင်လည်းပဲဘုရားကြောင်းကံသွားတာတိတာထင်ရှားတဲ့ကောင်းမှုတွေပြုနေတာလောက်ကိုပဲကုသိုလ်လို့မြင်မိတတ်ကြတယ် အမှန်ကအကုသိုလ်နဲ့ကုသိုလ်ကိုမြင်တဲ့နေရာမှာအဲ့လောက်မြင်တာနဲ့ဘယ်လိုမှမပြည့်စုံဘူး။မြတ်စွာဘုရားကဘယ်လောက်ထိမြင်ပြတော့အကုသိုလ်အကုသိုလ်လို့မှန်မှန်ကန်ကန်ပြောနေတယ်ဆိုရင်និဝရဏတရား၅ပါးကိုအကုသိုလ်လို့ပြောလိုက်တဲ့။ကာမကိုတောင့်တတဲ့သဘောမကြည်မနှက်ဖြစ်နေတဲ့သဘောအိတ်ချင်ငိုင်မြည်တဲ့သဘောပြန့်လွင့်တဲ့သဘောနောင်တနဲ့ပူလောင်နေတဲ့သဘောယုံမှန်တန်ရာတွေဖြစ်နေတဲ့သဘောဒါတွေကိုမြတ်စွာဘုရား အကုသိုလ်တတ်တတ်တရားအစုလို့အဲ့လိုဟောတယ်။ကုသိုလ်ကုသိုလ်လို့မှန်မှန်ကန်ကန်ပြောရင်လည်းဆိုလို့ရှိရင်သတိပဋ္ဌာန်တရား၄ပါးကိုကုသိုလ်လို့ပြောလိုက်ပါ။သတိပဋ္ဌာန်တရား၄ပါးဟာဘာအကုသိုလ်မှမရောရှက်တဲ့တတ်တတ်ကုသိုလ်အစုအဝေးအလွန်မှဖြူရှင်တယ်ပေါ့။တပုံးတို့ဘဝမှာအကုသိုလ်မဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့အရေးကြီးဆုံးလို့ပြောတဲ့နေရာမှာအကုသိုလ်ဆိုတာဘလောက်ထိနေကျေတယ်လဲကုသိုလ်ဆိုတာဘလောက်ထိနေကျေတယ်လဲဆိုတာကိုအဲ့လိုအခြေခံကြကြနားလည်ထားဖို့မလိုဘူးလား လိုတယ်ဟုတ်လားအဲ့ဒီဒေသနာနဲ့စစ်လိုက်မယ်ဆိုရင်ဘုံဘုံတို့ဘုရားမှာအကုသိုလ်ကင်းနေတဲ့အချိန်ဟာအလွန်မှနေတယ်အကုသိုလ်ဖြစ်နေတဲ့အချိန်ဟာလည်းအလွန်မှနေတယ်ဟုတ်လားစဉ်းစားကြည့်လိုက်အကုသိုလ်မဖြစ်ဘူးကုသိုလ်ဖြစ်ဖို့လို့ပြောတိုင်းပြောတိုင်းဘုံဘုံတို့တွေကမိမိရောရောပေါ်ပေါ်ဆာသာတတိမရှိဘဲနဲ့နေနေတာဟာအကုသိုလ်တရားတွေဖြစ်နေတာလို့နားလည်ဖို့လိုတယ် တတိနဲ့နေမှကုသိုလ်ဖြစ်နေတာလို့နားလည်ဖို့လုပ်တယ်။အဲ့ဒီလိုဒေသနာမျိုးနဲ့စစ်လိုက်မယ်ဆိုရင်ဘုန်းဘုန်းတို့ကအကုသိုလ်အကြီးကြီးတွေမဟုတ်အောင်တောင်မှအကုသိုလ်အသေးလေးတွေတော့မဖြစ်နေတော့ဖြစ်နေနော်။ဟုတ်လား။အဲ့ဒီလောက်ထိလည်းတချို့နားလည်ထားကြပါတယ်။တချို့လည်းပဲတိတ်ပြီးတော့နားလည်မှုမကျေပြန့်သေးတာလေးရှိနိုင်တာပေါ့။အဲ့တော့ဘုန်းဘုန်းတို့ပြောနေတာလေးက ဘဝမှာအကုသိုလ်မဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့အရေးကြီးတယ်လို့နားလည်မှုအခြေခံရှိလို့ဘုန်းဘုန်းတို့ကအကုသိုလ်မဖြစ်အောင် ကုသိုလ်ဖြစ်အောင်ကြိုးပမ်းကြမယ်ဆိုတဲ့အခါကာလမျိုးမှာစိတ်ကိုမလုံးနိုင်ဖို့လို့တော့သုံးမနိုင်ဖို့လို့တယ်တကယ်ဖြစ်တဲ့နာကကိုတကယ်ဖြစ်ချင်တာက အကုသိုလ်မဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့ဖြစ်ချင်တာဟုတ်လားဒါမဲ့စိတ်ရဲ့တဘာဝကအဲ့ဒါနဲ့ဘာဖြစ်နေတော့ဆန့်ကျင်နေတယ်အဲ့ဒီလျှော့ချက်လေးကိုမြင်စေချင်တာဟုတ်လား တကယ်ဘုံတို့တာနာရဲ့အစုံမရဖြစ်တင်တာကဘာလို့အကုသိုလ်မဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့သို့သောစိတ်ကြီးရဘလို့ဖြစ်နေတော့အကုသိုလ်မှပြောနေတယ်မကောင်းတာမှပြောနေတယ်ကောင်းတာဆိုရင်နေကူးတဲ့သဘောရှိတယ်ဒါကြောင့်ဘုံတို့ရဲ့စိတ်ကိုဘုံတို့ဟာစုံမနိုင်ဖို့လိုမယ်ပေါ့မင်းပြောနေကြတယ်မှာမင်းမပြောနဲ့မင်းလေးကူးတဲ့နေရာမှာမင်းတွတ်တွတ်လွတ်လွတ်လှုပ်လိုက်ပါလို့ကိုယ့်ရဲ့စိတ်ကိုမလုံနိုင်ဖို့လိုတော့စုံမနိုင်ဖို့လိုမယ် အဖိုးတို့တွေကိုယ်စိတ်ကို သူများလာဆုံးမလို့မရဘူးတကယ်တမ်းကတော့သူများကအကျိုးသိအကြောင်းချင်းပြောတာတော့ပဲရှိတယ်တကယ်တကယ်လက်တွေ့ကြတော့သူ့စိတ်ကို သူပဲဆုံးမရတာ